သောတာပန်ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမလုတော့တဲ့ဟာရှိသေးတယ်။နော်ဘယ်တော့မှမလုတော့ဘူးသောတာပန်ဖြစ်လာတယ်။သောတာပန်ဖြစ်သွားတာနဲ့တကြိုင်နဲ့တန်ရောစဉ်၃မျိုးလည်းဖယ်ရှားလိုက်။ကြည့်ပြိကြီးတဲ့ကယရဏတောက်သာဟာဝတ္တသနသံ္မာရာယတယတုဓမ္မာသဟိတဘဝန္တိ သာဝတ္တသနတံပရာယသတ္တနတံပရာဆိုတာသောတပတိမဉ္ဉံနဲ့ပြည့်စုံလိုက်တယ်သောတပတိမဉ္ဉံကိုရလိုက်တာနဲ့ထပြိုင်နေတဲ့တယတုဓမ္မာဇိဒံဘဝတိသုတန္တမှာဟောဒီတန်ရောစဉ်၃မျိုးဟာဖယ်ရှားပြီးဖြစ်သွားပါတယ်တဲ့အဲ့ဒီတန်ရောစဉ်၃မျိုးကပါလဲလို့ဆိုတိုက်ကာယဒိဋ္ဌိဝိသိကိစ္စတင်စား တိလပဒဝါပိယထတိကိဉ္စီဟောသောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစဉ်၃မျိုးဟာဖေရှားသီလဖြစ်သွားတယ်ဒါလည်းကျိုးကျေးဇူးပဲနော်သောတာပတိမညံရလိုက်တာနဲ့တပြိုင်နက်ဓတနဆိုတဲ့သောတာပတိမညံကိုရလိုက်တာနဲ့တပြိုင်နက်ဘာတွေပြောက်သွားတက္ခာယဒိဋ္ဌိတဲ့ တက္ကရာဆိုတာခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မမြင်မဲနဲ့မှားနေတဲ့အတ္တလို့ယူဆတဲ့အယူဆတစ်ခုအဲ့ဒါတက္ကရာဒိဋ္ဌိတက္ကရာပေါ်မှာ ဖြစ်တဲ့အယူမှားလို့ဒီလိုဆိုလို့ရတယ်ဟုတ်ကဲ့တက္ကရာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကတက္ကရာဆိုတာတကယ်ရှိတဲ့ခန္ဓာ၅ပါးတကယ်ရှိတဲ့ခန္ဓာ၅ပါးကို မရှိတာမြင်တာဒိဋ္ဌိ ရှိတာကခန္ဓာ၅ပါးမရှိတာကအတ္တဟုတ်ကဲ့လားမရှိတဲ့အတ္တကိုတွေးကြံပြီးတော့ခန္ဓာ၅ပါးရဲ့အရာတစ်ခုခုဒိဋ္ဌိမှားရတဲ့အမြင်ဖြစ်နေတယ်အတ္တလို့ယူဆပြီးတော့ဖြစ်နေတယ်အလုံးကြောက်လိုက်ပဲတက္ကရာဒိဋ္ဌိ20ရှိတယ်ခန္ဓာတစ်ခုမှာ၄ခုစီ၄ခုစီဆိုတော့၄ကနေ20ပေါ့တက္ကရာဒိဋ္ဌိ20ရှုံနဲ့ပတ်သက်ပြီး၄ခုဝေဒနာနဲ့ပတ်သက်ပြီး၄ခု ပညာသင်္ခါရဝိညာဉ်နဲ့ပတ်သက်ပြီး၄ခုသင်္ခါရ20ဒါသက္ကာယဒိဋ္ဌိ20ဒွဲ့လွဲ့လေးမှတ်ရှင်ဒွဲ့လွဲ့လေးပဲပြောနော်ခန္ဓာကိုယ်ပဲအတ္တလို့အတ္တဟာခန္ဓာခန္ဓာဟာလည်းအတ္တဆိုတော့ရုပ်ဟာအတ္တအတ္တဒီပြင်ရုပ်ရုပ်နဲ့အတ္တနဲ့တခုတည်းလို့မြင်တာအဲ့ဒါကနံပါတ်1 ရူပံအတ္တတော်ရုပ်တရားတွေကိုပဲအတ္တလို့ယူဆ။နောက်အတ္တဟာရုပ်တရားတွေမှာရှိနေတယ်လို့ယူဆ။အဲ့ဒါကြတော့ရုပ်နဲ့အတ္တတခြားစီခွဲလိုက်။ရုပ်တရားတွေမှာအတ္တရှိတယ်။တခါအတ္တတွေမှာရုပ်တရားရှိတယ်။ဟော။အတ္တတွေမှာရုပ်တရားရှိတယ်။ရူပံအတ္တတော်ရူပသမိန်ဝအတ္တရူပဝန္တံဝအတ္တ အတ္တမှာယုတ်တရားရှိတယ်လို့ယူဆတယ်။အတ္တထဲမှာယုတ်ရှိတယ်လို့ယူဆတယ်။ယုတ်ထဲမှာအတ္တရှိတယ်လို့ယူဆ။ပေါင်းလိုက်တော့၄ခု။ယုတ်ကိုအတ္တလို့ယူဆတယ်။အတ္တဟာယုတ်ရှိတယ်လို့ယူဆတယ်။ဆိုလိုတာကဟိုယုတ်ဟာအတ္တရဲ့ property ပေါ့။အတ္တကပိုင်တဲ့ပစ္စည်းလို့ယူဆတာပြော။ယုတ်နဲ့အတ္တနဲ့တခုတည်းထားပြီးတော့ယုတ်ကိုအတ္တလို့ယူဆတာရှိတယ်။ အတ္တမှာရုပ်ရှိတယ်လို့ယူဆတယ်ရုပ်ဟာအတ္တထဲမှာရှိတယ်လို့ယူဆတယ်ရုပ်ထဲမှာအတ္တရှိတယ်လို့ယူဆတယ်တဲ့အဲ့ဒီ၄ခုဝေဒနာလည်းထို့တူပဲ၄ခုသင်ညာလည်းထို့တူ၄ခုသင်္ခါရလည်းထို့တူဝิญဉ်လည်းထို့တူ၄ခုဆိုတာဒါတက်ကံရဲ့ဒိဋ္ဌိ20လို့ပြောတာသောတာပန်ဖြစ်သွားတာလည်းဒီကြိုင်နဲ့အဲ့ဒီအထင်အမြင်တွေအားလုံးကင်းသွားပြီတဲ့ဒါပြောတယ်တက်ကံရဲ့ဒိဋ္ဌိ ေးအချင်းချင်းတွေမရှိတော့ဘူးဆိုတော့တန်တရားဆိုတာရှိအောင်မလားအမှန်မြင်မှတော့တန်တရားဆိုတာပဲရှိတန်တရားဆိုတာအမှန်မမြင်မှဖြစ်တာလေမှန်တာကိုမြင်ပြီးတဲ့နောက်တန်တရားဆိုတာမလာတော့ဒါကြောင့်ဝိရှိကိစ္စဆိုတာလည်းမရှိတော့ဘူးတဲ့နောက်တစ်ခုကဘာတော့ဆိုရင်တိလက်ပဒံဝါပိယထတိကိစ္စတိလက်ပဒပရာမာတာတိလဆိုတာအလေးအထား ဝတ္တဆိုတာဆောက်တည်တဲ့ကျင့်ဝတ်အလေးထားတဲ့အကျင့်နိုင်ငံသားသီလဝတ္တပရမတ်သားကိုပြန်တဲ့လူတွေက right as ritual လို့ပြန်မမှန်ဘူးသီလဆိုတာအလေးထားတစ်ခုကိုပြောတာဝတ္တဆိုတာအဲ့ဒီအလေးထားအတိုင်းလိုက်နာကျင့်သုံးတာကိုပြောတာကဲအလေးထားတွေက တဦးနဲ့တဦးတမျိုးစီပဲမဟုတ်လားဘာကိုကြည်ညွှန်းတာတော့လို့ဆိုတော့မစ္ဆာဒိဋ္ဌိတွေမှန်ကန်တဲ့အယူဆမရှိတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ရောက်ကြောင်းထင်ပြီးတော့မှားရွက်တဲ့အလေးထားတွေကိုလိုက်နာကျင့်သုံးဖို့စောင့်တည်ထားတာကိုတီလဝတ္တဒီလိုခေါ်တာနော်စောင့်တည်ထားခုနကပဲတီလစောင့်တည်ကြတယ်မဟုတ်လားတိလဆိုတာဒီနေရာမှာအလေးအချပြောဆိုတော့ နွားရကောင်ကိုကြည့်နွားရဲ့အလေထရှိတယ်မဟုတ်လားနွားရဲ့အလေထဆိုတာနွားအပြုအမူနွားဆိုတာလေးချောင်းထောက်ပြီးတော့သွားဒါနွားရဲ့သီလဟုတ်ကဲ့ဒီနေရာမှာဟိုကိုချင်းသီလနဲ့သွားမရောနဲ့နော်သီလဆိုတာအလေထနွားရီယာမျက်စားတယ်ဟာလားနွားသွားကြည့်လိုက်လို့ရှင်သိတာပေါ့သူဘာလုပ်နေလဲဆိုသူ့ရဲ့အမူအရာတွေအားလုံးဟာဒါဂောသီလား ကဲခွေးတွေကိုမျက်စိအောင်လည်းခွေးတွေပေါ်ခွေးရဲ့အလေးထားကြည့်ခွေးဆိုတာလေးပဲထောက်ပြီးတော့သွားတယ်အစာစားရင်ပဇက်နဲ့ယူစားတယ်နော်အိတ်တဲ့အခါမှာခြားလဲခြားလဲလှုပ်ပြီးတော့အိတ်တယ်ဟောဒါခွေးရဲ့အလေးထားရှင်ကြီးကျန်ငယ်ဆော့တဲ့အခါမှာသူ့အလေးထားနဲ့သူစွအဲ့ဓာတွေကသီလလို့ခေါ်တယ်အဲ့ဓာတွေကိုလိုက်လှုပ်လို့ရှိရင်ကိရိတာကုန်ပြီးတော့တန်တရာကလွတ်တယ်လို့ယူဆပြီးတော့ အဲ့ဒီခွေးရဲ့အကျင့်နွားရဲ့အကျင့်တွေကိုအကျင့်တရားတစ်ခုအနေနဲ့တမာရိယာမိတ်တို့စောက်တည်ထားတာကဝတ္တဟုတ်ကဲ့ဝတ္တဆိုတာသူ့အတိုင်းလိုက်လို့တာဒါဘုရားလက်ထက်ကရှိတယ်နော်ကိုပုရဝတိကသုတ်ဆိုတာရှိတယ်ခွေးအကျင့်ကျင့်တာနွားအကျင့်ကျင့်တာတွေရှိဘိုးအများကြီးရဲ့အကျင့်တွေကမြောက်အကျင့်ကျင့်တာတို့မွေအကျင့်ကျင့်တာတို့ဓောင်းအကျင့်ကျင့်တာတို့အကျင့်တွေမျိုးကိုစုံးတာ လူဆိုတာရှောက်တွေးပြီးတော့ကျင့်ကြတာပဲလေအဲ့ဒီအလေးထားအကျင့်နေနဲ့ပတ်သက်လာလို့ရှိရင်တော့မှားယွင်းနေတဲ့ဟာတွေပေါ်မှာဟိုမှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်တတ်လာတယ်တဲ့အဲ့ဒီအကျင့်မှားတွေကိုလိုက်ပြီးတော့ကျင့်တာမျိုးမရှိတော့ဘူးလို့ပြောတယ်သောတာပန်ဖြစ်သွားလို့ရှိရင်အဲ့ဒီလိုမှားယွင်းတဲ့အကျင့်တွေကိုလက်ခံကျင့်သုံးမှုမရှိတော့ဘူးတဲ့ဒါသီလဝိဒ္ဓပရမတ္တကိုဖယ်ရှားတာပြောတယ် ကဲတော့တော့ဝမ်းဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစင်ကြီးကုံသွားပြီလို့ပြောတာနော်ကြည်အဲ့ဒီပြည့်ကြီးတဲ့မှာပဲကြည်လေသက္ကာယဒိဋ္ဌိဝိသိကိစ္စတင်စသီလပဒံဝါပိယထာတိကိစ္စစတုဟိပါယိဟိစဝိပမုတ်တော်အပေလေးပုံကလည်းတွတ်သွားပြီ ဒိဋ္ဌိတမ္ပဏပုဂ္ဂိုလ်ဟာအပယ်လေးပုံကလွတ်သွားတယ်။ငရေမကြတော့ဘူး။ဘာဖြစ်လို့ငရေမကြတာတော့ဆိုငရေကြစေနိုင်တော့အကုသို့သူ့မှာဖြစ်ပြီ။လောဘရှိသေးတယ်။အဲ့ဒီလောဘကငရေကိုချနိုင်တော့စိုင်းတတ်တိမရှိတော့။ဒေါသရှိသေးတယ်။အဲ့ဒီဒေါသကငရေကြစေနိုင်တော့မရှိတော့ဘူးသူကဒါပြောတယ်။အရှိန်တွေရော့သွားပြီ။ဘယ်ရာပဲဖြစ်ဖြစ်အရှိန်ဆိုတာရှိတာပေါ့။ အဲ့အရှိန်ညော့သွားဒါမို့စတုဟိပါယိဟိစဝိပမုတ်တော်အပေလေးပုံကလည်းလွတ်သွားပြီ